ရောစရာကောင်းလိုက်တော့ကွာကိုကဘာမျိုးဒီလောက်ဒုက္ခပေးကြီးကြီးကြီးကျင်သွားလေသူအဲ့ဒီအဲ့ဒီပါဝါရင်းညာဝတ်စုံနဲ့တွေ့တော့ဂျိုသားတွေဘာဖြစ်လဲညာဖြစ်တယ်ဆိုတော့ကြီးကျင်သွားလို့အဲ့သူ့ကိုလန်းတောင်းလိုက်တယ်စစ်မှန်ရာနဲ့ကျွန်တော်နဲ့ကဟိုကိုးတန်းနဲ့ကတငယ်ချင်းပါသူကကြောင်းမာတဲ့ကတော့အဲ့လိုနည်းနည်းဟိုဘယ်လိုပြောပဲများတယ်ပေါ့နော်သူကဟဲ့နင်ရဲနနာသူမလားလို့ပြန်ရုပ်ရှင်နဲ့ဆက်ရောက်ခါစားတော့အဲ့လိုတွေ့ပြီးတော့ပြန်နှုတ်ဆက်လိုက်တဲ့အချိန်မှာဟဲ့နင်ကြောင်းတော့အေးဟုတ်တယ်လို့ငါညိုကြီးလို့ဆိုအဲ့နဲ့အခင်သွားကြ စ်ပန်ဒရာနဲ့စစ်ပန်ဒရာနဲ့ကျွန်တော်နဲ့ဟိုကိုးတန်းနဲ့တငယ်ချင်းပါကိုးတန်းနဲ့တငယ်ချင်းဆိုတော့အဲ့လိုစားစားနောက်နောက်ပေါ့နော်အရင်တော့အကြောင်းမှာတော့အရန်ကြီးမခင်ပေမဲ့အကြောင်းပြီးတော့ပြန်တွေ့တော့အရန်ခင်သွားကြတယ်ငယ်တငယ်ချင်းဆိုတာအခုဒီရွယ်မှာလက်ချိုးကြီးလို့ရသွားတယ်လေဟိုအထက်တန်းကျောင်းတော့တငယ်ချင်းဆိုတော့ပို့ပြီးတော့တောင်လက်ချိုးကြီးလို့ရသွားတယ်အဲ့ထဲမှာစစ်ပန်ဒရာရှာရှာပပငယ်တငယ်ချင်းပါ အားကြောင့်လည်းနောက်ဖြစ်တာရီရီရီချင်းွားလေသူအဲ့ဒီအဲ့ဒီပါဝါရင်းညာဝတ်စုံနဲ့တွေ့တော့ဂျိုသားတွေဘာဖြစ်လဲညာဖြစ်တယ်ဆိုတော့ရီချင်းွားလို့အဲ့သူလမ်းနောက်လိုက်ကြာပြီလဲဒါကတော့ဟိုကလေးဘွားတော့ကဟိုပြုံးဆောင်ဖြစ်ကားသားဘွားတော့ကဒီလိုပဲဟိုရိုက်မိပါဘူးဒါတခုရှိတယ်အဲ့ဒီအချိန်တုန်းကတော့အဲ့ဒီကားတွေကအဲညမာဗီဒီယိုမှာတော့သူကလည်းသူကြည်ကောင်းခဲ့မှာပေါ့နော်အခုကြည်ရင်တော့တမျိုးကြီးဖြစ်နေတာပေါ့ညွန်စရာကောင်းလိုက်တာကွာကိုကဘာမျိုးဒီလောက်ဒုက္ခပေးနေတယ်ဂျိုသားအဆုတ်ပြတ်တယ် ရှင်သခင်နဲ့ဖိသူကတောင်းမာတဲ့ကတော့အဲ့လိုနည်းနည်းဟိုဘယ်လိုပြောပဲများတယ်ပေါ့နော်ပဲများတဲ့အထဲမှာတော့ပါတယ်လို့မြင်တော့ကျွန်တော်တို့ ਨੇ တောင်းမာတာတိတ်ရောမဝင်ဘူးသူကနည်းနည်းဟုတ်ပေါ့နော်ဟိုသူ့ဖေကအဲ့မှာလူကြီးပေါ့အရာရှိပေါ့ဆိုတော့နည်းနည်းသူကခြေတဲ့ပုံစံမျိုးပေါ့အချောင်းကကြောင်းလာလို့ရှိရင်နောက်တစ်ခုကျွန်တော်မှတ်မိတဲ့အရာတစ်ခုရှိတယ်ကျွန်တော်တို့အအထက်တန်းအချောင်းသားဘွားလောက်တုန်းကအဲ့လိုမိန်းကလေးတွေဖူချိန်ဝစ်တာရှားရတယ်ရှားရတယ် ျွန်တော်တို့အထက်တန်းအကြောင်းသားပွားတော့ဆိုတော့သူကအဲ့ဒီထဲမှာအဲ့လိုမျိုးထဲမှာပေါ့နော်အဲ့လိုမျိုးနည်းနည်းအဲ့လိုပုံစံနဲ့ပေါ့ဆဲတော်တက်ရအခေါ်တော့အဲ့လိုမျိုးပုံစံနဲ့တောင်းလာတာပေါ့ကျွန်တော်တို့ကလည်းအဲ့ဒါမျိုးဟာမျိုးဆိုအရန်နောက်ထင်တာလေဗျာအဲ့မျိုးမျိုးလုံးထဲမှာတောင်းမကြိုးဘူးထင်အရန်နောက်ထင်တာအဲ့ဒါမျိုးပေါ့တောင်းမှတော့သိပ်မရောပြေဘူးသူလည်းသူ့ဆုံနေကိုလည်းကိုအောင်နေထတ်ချေချေပဲဒါမဲ့ပြန်ရုပ်ရှင်ထဲမှာပြန်တွေ့ကြရချင်ဟဲ့နင်ရဲနန္ဒာသူမလားလို့ခေါ်တဲ့အချိန်မှာသူလည်းအရန်ဝမ်းတာပါဘာလို့သူ့ကိုရဲနန္ဒာသူလို့ခေါ်တဲ့သူမရှိတော့ဘူးလေ သူ့ဟဲ့နင်ရဲနနာသူမလားလို့ပြန်ရုပ်ရှင်နဲ့ဆက်ရောက်ခါသာတော့အဲ့လိုတွေ့ပြီးတော့ပြန်နှုတ်ဆက်လိုက်တဲ့အချိန်မှာဟဲ့နင်ចောင်းတော့အေးဟုတ်တယ်လို့ငါညိုကြီးလို့ဆိုအဲ့နဲ့အခင်ွားကြကမ်းမတူကျွန်တော်ကကိုရန် A သူကကိုရန် B သူကမဟုတ်ကိုရန် B ဆိုတော့သူကစာမတော်လို့မဟုတ်သူကဟို ကျောင်းကိုရမ်းရောက်มาပြောင်းလာတော့သူကဘီကန်ရောက်သွားကျွန်တော်စာမတော်ဘူးကျွန်တော်ဟိုအောင်ဝင်တူအောင်ဝင်တော်ပြီဆိုတဲ့နေရာမှာတိတ်စာမတော်ဘူးကျောင်းစာတော်တဲ့နေရာမှာမပါဘူးအနှစ်တိုင်းတော့အေကန်တော့ဝင်တယ်ဒါပေမဲ့ဟိုစာတော့မတော်ဘူးအေကန်ထဲမှာဆိုလို့ရှိရင်ပုံမှန်လောက်ပဲစွမ်းန္ဒရာကခုကျွန်တော်ပြောသလိုပါပဲရုပ်ရှင်ထဲမှာဟိုငယ်ပေါင်းကြီးပေါ်ဆိုတာရှားသွားပြီဆိုတဲ့အချိန်မှာရှားရှားပါပါအထက်တန်းကျောင်းထဲကခင်လာခဲ့တဲ့တငယ်ချင်းပါ ျွန်တော်ရှိတယ်စူပန်ဒရာရှိတယ်နောက်နေလင်းရှိတယ်နောက်ကိုညီနန္ဒနဲ့ဗျိုင်းနေရတော့ကျွန်တော်တို့အတန်းကြီးတာပေါ့နော်ကျွန်တော်တို့တကြောင်းတဲ့အတွက်တွေပါပဲကျွန်တော်တို့ကတော့နေလင်းတို့ကျွန်တော်တို့စူပန်ဒရာတို့ကတော့တစ်နှစ်တည်းတွေပေါ့ဆိုတော့အခုလိုမျိုးရှာချာမမအထက်တန်းကျောင်းသူဘွားအကျောင်းသားဘွားတွေကတကယ်ချင်းနေလို့ရှင်ထဲမှာပြန်ရှိနေရဝမ်းသာပါတယ်လို့ပြောချင်ပါတိတ်လည်းမစရဲဘူးမကိုကကျွန်တော်ကိုလက်ဆောင်ပေးတာလက်ဆောင် Raven လက်ဆောင်ပေးတာ smart glass တစ်ခုကျွန်တော်လိုချင်တဲ့ smart glasses တစ်ခုလက်ဆောင်ပေးတာ နီးချစ်တို့ဒါရို့ဆိုရမင်းတို့လိုအကြောတင်းနေနေစောင့်တက်တဲ့အရာပြောလက်ဆောင်ရတဲ့ဘယ်ဟပ်မင်းငါကောင်မလေးလုံးရတဲ့ဘယ်ငါကောင်မလေးဆိုရဇာကားဟိုဒါထုတ်လို့သူရဲ့ဖိတ်ကြားမှုနဲ့ကျွန်တော်လာကြည့်ပြတာပါစိတ်ဝင်စားလို့ကြည့်မယ်ဆိုရင်တော့လေကြည့်ကောင်းတဲ့ဇာကားတကားဖြစ်လိမ့်မယ်လို့ပြောချင်ပါတယ်အဲဒီလိုမျိုးကတော့တခုရှေ့သူကအရှိမတော့ကျွန်တော်မေမင်းပုံကြည့်ပြတာကတော့အိမ်တော်ရင်းကားတွေများတယ်အခုကတော့ romance ဆိုတော့ကောင်းပါပါအဲကျွန်တော်အခု ဟိုပါပေါ့ငါတို့ကခင်မို့မို့ရေးအတွက် pre production အဲ့ဒါပြီးတော့ကျွန်တော်ကျွန်တော် December January မှာရိုက်မယ်ကားတယ်ကျွန်တော်ကအဓိကသူများမလုပ်တာဟောပဲလုပ်ချင်တယ်ဟို drama ရိုက်မယ်ဆိုတဲ့အချိန်မှာဟို formal drama ပေါ့နော် art in လုပ်နိုင်တဲ့မင်းသားမင်းသမီးတွေထဲဟိုဇလန်းကိုအဲ့လိုမျိုးဟိုအတင်းငိုခိုင်းအတင်းကြီးခိုင်းအဲ့ဒါမျိုးတွေမလုပ်ချင်ဘူးအဲ့ဒါမျိုးတွေမလုပ်ချင်တော့ဘယ်ဟာကအသက်ဖြစ်မလဲစဉ်းစားရတဲ့အချိန်မှာ အမဆိုလို့ရှိရင်တော့ဒါပြိတ္တအတွက်လည်းအသစ်ဖြစ်မယ်အမအတွက်လည်းအမှတ်တရဖြစ်မယ်နောက်တစ်ခုကျွန်တော်ကိုယ်တိုင်လည်းဟိုအဲ့လို risk ရတာမျိုးကြိုက်တယ်